ကချင်ပြည်နယ်ချီဖွေခရိုင်ချီဖွေမြို့နယ်ဖီမော်ကျေးရွာအုပ်စုအတွင်းနေထိုင်တဲ့တရောက်ခံပြည်သူများကို KIO KIA လက်နက်ကိုင်ဖွဲ့စည်းကအတင်းအကျပ်လူတွေဆူဆောင်းခြင်းများကိုယခုရက်ပိုင်းတွင်ထပ်မံပြုလုပ်နေတယ်လို့တရောက်ခံပြည်သူများထံမှသိရပါတယ်။ ဆောလော်မျိုးနယ်လန်စဲဒေတာအောင်တမရော်နဲ့နောင်မွန်းပြည်သူစစ်ပူပေါင်းအဖွဲ့တို့ကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများရှိလာ၍လန်စဲဒေတာမကြဆုံရေးအတွက်ဖီမော်ကျေးရွာအုပ်စုအတွင်ကဒေတာခံပြည်သူများကိုညပိုင်းအချိန်တုန်းမှာနေအိမ်များအထိဝင်ရောက်ကာအတင်းအကျပ်လူတွေဆူဆောင်ခြင်းများပြုလုပ်နေတယ်လို့ဖီမော်ကျေးရွာနေပြည်သူတို့ကဆိုပါတယ်ဒီရက်ပိုင်းမှာပဲဖီမော်ဒေတာတွေကကြေးရွာတွေမှာဒီလောက်ခံပြည်သူတွေကို KIO KIA လက်နက်ကိုင်အဖွဲ့ကလူတစ်ဆူဆောင်းတာတွေအရန်လှုပ်လာတာဟုတ်တယ်။မနေ့နေ့နေ့လယ်ပိုင်းမှာဆွဲတာမရှိဘူး။ ါပေမဲ့ည9:00နာရီမှာတော့လူနေအိမ်ထဲထိလိုက်ဆွဲတာအဲ့9:00နာရီနောက်ပိုင်းဆိုညမထွက်ရလှုပ်ထားပြီးမှလူကပြန်ဆွဲနေတယ်အတင်းအကျပ်လူတစ်ဆူဆောင်းတာတွေလှုပ်လို့ဖီမော်တေတာမှာအမျိုးသားအမျိုးသမီးလူလက်ပိုင်းတွေမရှိကြတော့ဘူးဘေးလို့ရထွက်ပြေးကုန်ကြပြီလို့အမီမဖော်လို့သူတဦးကပြောပါတယ်ဖီမော်တေတာအတွင်းရှိဖီမော်ထန်းတုံကလန်ကံဖန့်ရှိပြောင်းလုတ်နောချံထွန်ရှိန်ဘွေလက်စတဲ့ကျေးရွာများမှာ KNOKIA အဖွဲ့စည်းကအတင်းအကျပ်လူတစ်ဆူဆောင်းခြင်းများပြုလုပ်နေ၍ ကျေးရွာတွင်ကလူငယ်လူရွယ်အများစုမှာဘေးလွယာနေရာများသို့ထွက်ပြေးသိမ်းရှောင်နေရတယ်လို့မြေပြင်သတင်းအချက်အလက်များအရသိရပါတယ်။လက်ရှိမှာဆော့လော်မြို့နယ်လန်ဆယ်ဒေသမှာတပ်မတော်နဲ့နောင်မွန်ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကတံပြန်ထိုးစစ်ဆင်ခြင်းများပြုလုပ်နေတယ်လို့တပ်မတော်လေကြောင်းမှလည်းလန်ဆယ်ဒေသအတွင်းက KIOKA တပ်စခန်းများကိုတိုက်ခိုက်နေတာကြောင့်အဆိုပါဒေသများမှာစစ်ရေးတင်းမာလျက်ရှိတယ်လို့သိရပါတယ်။ KIAPDF ပူးပေါင်းအဖွဲ့တို့က ကချင်ဒူဒီတာတဲ့နည်းမြေများဖြစ်တဲ့ချီပွေပန်ဝါဖီမုံလန်စဲကမ်ပိုင်ဒီစတဲ့ဒေတာများကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်ဒေတာအတွင်လူတစ်စုဆောင်ခြင်းဆက်ကြေကောက်ခံခြင်းအခွန်ကောက်ခံခြင်းတရားစာတော့များတူဖို့ခြင်းတို့ကိုအလုံးအုံလုံးဆောင်နေတယ်လို့လည်းသိရပါတယ်